ကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်ဒီတပတ်အတွက်20ရက် AB လ2025တနင်္ဂနွေနေ့ကနေ22မှ6ရက် AB လ2025စနေနေ့အထိတပတ်တာကာလအတွင်းတောက်ကြသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့အခုလမ်းညွှန်ဟောကြားပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ငလင်ဘေးတင့်တဲ့မိဘပြည်သူတွေညီကုံမတော်မတွေဆွေမျိုးတွေအားလုံးလည်းပဲဘေးအန္တရာယ်ဆုံးမှအမြန်ဆုံးလွတ်မြောက်ပြီးတော့เนาะ ချမ်းသာရနိုင်ကြပါစေလို့ဒီနေရာကနေဆန္ဒပြုဆုတောင်းပေးလိုက်ပါရစေ။အဲ့တော့တောက်ကြသားမိတ်ဆွေများရဲ့အကန့်ကြမှာပါ။ကြတော့ဒီတစ်ပတ်မှာဆိုရင်တော့တောက်ကြသားမိတ်ဆွေများအနေနဲ့ပျော်ရွှင်စရာကိစ္စတွေဝမ်းသာစရာကိစ္စတွေကြုံရမယ်။အဲ့တော့ကိုဟာဒီဘက်မှာရက်ဝေးရပဲဖြစ်ဖြစ်ရက်နီးရပဲဖြစ်ဖြစ်ပျော်ရွှင်ရတာဝမ်းသာရတာဟုတ်လားအဲကိုရဲ့အလုတ်ကန်အကြံစီတွေအောင်မြင်လို့အဆင်ပြေလို့ဝမ်းသာရတာဆိုတာမျိုးတွေဖြစ်နေတယ် ပျော်ပွဲရှင်ပွဲခီးကောင်းသောခီးတွေသွားရလာရတတ်တယ်။လူငယ်များဖို့အလွန်စမ်းပွင့်တဲ့ကာလဖြစ်တဲ့တကြောင်ချစ်သူကြီးစားတစ်တွေရတတ်တယ်။မပြေလဲတဲ့အခြေအိမ်တော်ကြီးတွေပြန်လဲပြေလဲလာမယ်။ဟဲ့လားချုပ်ကျဲတားမြစ်ထားတာစိုးရင်ကြောင်းကြတာဆိုတာမျိုးတွေမရှိတော့ဘဲနဲ့လွတ်လပ်လပ်ပေါ့ပေါ့ပါပါဟဲ့လားပျော်ရွှင်နိုင်ပြီးစိတ်ချမ်းသာရတဲ့ကိစ္စတွေအဲဇက်တိုက်လူဆိုတယ်လို့ကြုံပြီးဆိုတဲ့တပတ်တာဖြစ်ပါတယ်။နာမည်ကုန်တဲ့ရင်ကြီးတက်တယ်။သူအများရဲ့လေးစားချစ်ခင်ကြီးကိုခံရတတ်တယ်။အဆက်အသွယ်ကောင်းအထောက်ပံ့ကောင်းတွေရရှိတတ်တဲ့တပတ်တာကာလဖြစ်ပါတယ်။ အဲ့တော့ဒီတော့မှအရေးကြီးတဲ့ခီးစဉ်ကိစ္စတွေကိုလှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုပိုင်လုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေများကလည်းတိတိတတ်တာရောင်းဝယ်တွေကောင်းတာကိုပိုင်လုပ်ငန်းတွေဥမောက်လာတာပြန်ပြီးတော့ထူထောင်နိုင်တာမျိုးတွေဖြစ်မယ်ငွေကြေးအဖြစ်ဆိုလဲငွေကြေးနဲ့ပတ်သက်ရင်ငွေတွေဝင်တာငွေကြေးနဲ့ပတ်သက်လို့စိတ်ချမ်းသာတာငွေကြေးအကြံစီအလောက်ကန်အခွင့်အလမ်းအကြံစီတွေအောင်မြင်တာမျိုးတွေဖြစ်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် ကျမကြီးမကောင်းလို့အိပ်ရတယ်လဲပြီးခြူချနေတဲ့မိတ်ဆွေများကျမကြီးတတ်တာပြီးတော့ပြန်လဲကောင်းမွန်လာမဲ့တပတ်တာဖြစ်ပါတယ်ဒီတပတ်ကတော့အလွန်ကန်ကောင်းနေတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုဟာဆွမ်းနာပြောသလိုမတဲ့တဲ့အဆင်မပြေတဲ့သူတွေနဲ့တောင်ပြန်လဲအဆင်ပြေလာမယ်ကိုကိုဟဲ့လားကျိုးနွန်လာမယ်ဆိုတဲ့တပတ်တာလည်းပဲဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်အယောင်းဝယ်လုပ်မယ်ဆိုင်ကနာရုံငန်းတွေဖွင့်မယ်လုပ်ငန်းတွေစတင်ထူထောင်မယ်အလုပ်သွားကြမယ်အင်တာဗျူးပြမယ်စသဖြင့်ဒီလိုကိစ္စတွေအတွက်အလွန်ကန်ကောင်းနေတဲ့ တပတ်တာဖြစ်ပါတယ်အလွန်ကန့်ကောက်နေပါတယ်အဲ့တော့အခြားသောအရေးကြီးကိစ္စတွေလည်းကို့မှာရည်ရွယ်ကြံစည်ထားတာတွေဟလာစီမံဆောင်ရွက်မယ်အကောင့်တွေပေါ်လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်တဲ့နဲ့အလွန်ကန့်ကောက်နေတဲ့တပတ်တာဖြစ်ပါတယ်လက်ဝဲပိုင်ဆိုင်မှုတွေရရှိမဲ့တပတ်တာလည်းဖြစ်တယ်အဲ့တော့လက်မဲ့အခြေအနေတွေဆုံးရှုံးလာတာတွေပြန်လဲပြီးတော့ဒါတွေကိုထူထောင်နိုင်မယ်လက်ရှိအခြေအနေပြန်ဖြစ်လာမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့အဆအဆရရအဖက်ဖက်ကောက်အရှင်ပြေကောင်းမွန်နေတဲ့ တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုလှုပ်ကျင်တာဖြစ်ကျင်တာဒီတပတ်မှာစူးစားခြင်းဖြစ်ကန္တရမျက်နှာသာပြီးတဲ့အတွက်ကိုလှုပ်တဲ့ခါတွေကအထီရောက်မယ်အရာရောက်မယ်ပေါက်မြောက်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တလားနှစ်လမှာဖြစ်ဘူးအစမပြေဘူးဆိုတဲ့ကိစ္စတွေဒီတပတ်မှာပြန်လဲစူးစားခြင်းဖြစ်ဖြစ်နိုင်တယ်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အလွန်ကံကောင်းနေတာဖြစ်ပြီးတော့ကံကောင်းလက်ရှင်ကတော့၃ညတို့၈တို့ဖြစ်ပါတယ်အကျိုးပေးတဲ့အရာကတော့နော်အနဲ့ရောင်ဖြစ်ပါတယ်တောက်ကြသားသမီးမိတ်ဆွေများအလွန်ကံကောင်းနေပါတယ်တောက်ကြသားသမီးမိတ်ဆွေများတော့ပါ